ဟျာမင်းယူနေလားကွာအဲ့ဒီဝပိုးလေးကဘလောက်သေးလဲဟာငါလုံးဝမခံနိုင်တော့အောင်နော်ငါပိုင်အိမ်သာသွားချင်တဲ့စိတ်ကတကယ်အဆုံးစွန်နေရောက်နေပြီကွာဟာမင်းကလေတိုးရဲမှာအိမ်မဲဆိုတော့တီးရသားနဲ့ဘာတွေသွားစားရလဲမင်းမပြောနဲ့တော့ငါပိုင်ငါငါသွားမှရမယ်ကိစ္စထိတ်ဝောင်ရောက်နေပြီကွာမင်းငါနောက်ကျောဖက်ကနေတေချာစောင့်ကြည့်ပဲနော်ဒီလိုနဲ့ကြော်စော့ကထူးဆန်းတဲ့အရာတွေကိုမယုံကြည်တဲ့သူဖြစ်တာကြောင့်ကိုပိုင်ရဲ့တားမြစ်ချက်ကိုနားမထောင်ပဲ အလေးသွားဖို့အတွက်လင့်စင်ပေါ်ကနေဆင်းလိုက်ပါတယ်။ကိုယ်ပိုင်လည်းဘာမှမတတ်နိုင်တော့ပဲလင့်စင်ပေါ်ကနေကြော်စောရဲ့နောက်ကျောဖက်ကိုစောင့်ကြည့်ပေးနေရတာပေါ့။ကြော်စောဆင်းသွားပြီးမကြခင်မှာပဲသူတို့ရှိတဲ့နေရာနာကိုတစုံတရာရှောက်လာတဲ့အတန်တခုထွက်ပေါ်လာတယ်။အဲ့ဒီအတန်ကခြုံပုတ်တွေကိုတိုးဝေပြီးလာတဲ့အတန်ဖြစ်လို့တောကောင်ကြီးတကောင်ဖြစ်နိုင်တယ်လို့ကြော်စောကတွေးလိုက်ပါတယ်။ဘသူလားလဲကွာ။ငါဒီနေ့စိတ်အေးလက်အေးချီးတော့မပါရပါလား။ဘိုက်ကလည်းနားလိုက်တာကွာ။ ကျော်စောမင်းအဲ့ဒီမှာပဲဆက်နေနော်ငါမပြောမချင်းခြုံပုတ်ထဲကနေဘတော်မှမထွက်လာနဲ့ဘသူလာလဲဆိုတာငါယင်ကြည့်အောင်မယ်အဲ့ဒီခြေတန်ကပိုနီးလာတဲ့ခါမှာကိုပိုင်မြင်လိုက်ရတာကတော့ဘယ်ကမှမသိပဲချောမောလှပါတဲ့အမျိုးသမီးတယောက်ပဲဖြစ်ပါတယ်သူမကတစုံတစ်ခုကိုကြောက်လန့်တကြားနဲ့ထွက်ပြေးလာတဲ့ပုံစံဖြစ်နေတာပါကဲကဲကြပါအောင်ရှင်ကဲကြပါအောင်ရှင်ဝဝွန်ကြီးတကောင်ကကျမကိုလိုက်ကနေလို့ပါကဲကြပါအောင်ရှင်ခမရဘဲရလဲ ဘယ်ကနေရောက်လာလဲကျမဒီနာရွာနီးချုပ်ဆက်မှာနေတာပါကျမတော်ရဲကိုဟင်းသင်းရွက်ရှာဖို့ဝင်လာတာဝဲဝင်လိုက်တာနဲ့အခုချိန်ထိတော်ရဲကမထွက်နိုင်သေးပါဘူးရှင်အခုကျေးဇူးပြုပြီးကျမကိုလှင့်စင်ပေါ်ခေါ်ပါအောင်ရှင်ကျမတကယ်ကြောက်နေပြီရှင်ကျွန်တော်ခမရကိုလုံးဝမယုံကြည်ဘူးခမရလူမဟုတ်ဘူးလို့ထင်တယ်ဟာရှင်ရလေမယုံစင်းလာပြီးကျမရဲ့ခန္ဓာကိုကန်ကြည့်ပါကျမတကယ်လူပါလိန်နာလုံးဝမဟုတ်ပါဘူးရှင်ကောင်းပြီလေ အဲ့ဒီနေရာမှာပဲရက်နေပါခြေတလန်းမတော့ထက်မလန်းနဲ့မဟုတ်ရင်ကျုပ်ခမည်းကိုတနက်နဲ့ပြက်တတ်မယ်ခမည်းတကယ်လူဆိုရင်အရင်ဆုံးတက်သေးပြမယ်ငါရဲ့မိခွန်းတုံးခုဖြေပါမိခွန်းနံပါတ်၁ကအိုးငါပါရဲ့မင်းကလည်းအေးရရောက်တန်တရားဖြစ်နေတော့တာပဲဒါလူပါကွာဒီလောက်ချောမောလှပတာတခြားပါများဖြစ်နိုင်အောင်မလဲအဲ့ဒီအမျိုးသမီးကသူနဲ့မလန်းမကန်းမြေပြင်ပေါ်မှာလူတယောက်ရှိနေတယ်ဆိုတာကိုသိလိုက်တာနဲ့ သူ့ရဲ့လှပတဲ့ပုံစံကိုချက်ချင်းကြားလိုက်ပါတယ်။ပြီးတာနဲ့သူမကလူသားမဆန်တဲ့ကြောက်စရာပြုတ်မှုကြီးကိုချက်ချင်းပြလိုက်ပါတယ်။သူမဟာကြော်စိုးစီကိုလင်မြန်တဲ့အချိန်နဲ့ဖျက်ခနဲခုံဝင်လာတယ်။အဲ့ဒီအချိန်မှာကိုပိုင်းစိတ်ထဲကနေဒါဟာသူတို့အဖိုးဖွားတွေပြောပြဖို့တဲ့ကြောက်စရာတမန်ကြပဲဆိုတာကိုချက်ချင်းသိလိုက်ပါပြီ။ဟာထိတ်ကောင်ကြော်စောမင်းအဲ့ဒီကနေဘာလို့ထွက်လာလဲ။ငေါသေးချပြောထားရတဲ့ဒါနဲ့မင်းကငါ့စကားကိုလုံးဝနားမထောင်ပါလား။ ငပိုင်ရေငပိုင်ငငောက်ကေပောင်းကွာငပိုင်ကေပောင်းဒါဒါဘလို့ကြောက်စရာတတ်တော်ဝလဲအေးအဲ့ဒါမင်းကိုငါပြောပြနေတဲ့တမန်းကြပဲအခုမင်းမျက်လုံးနဲ့ကိုယ်တိုင်မြင်မင်မလားမင်းကဘာမှပြန်မပြောနိုင်တော့အေးပါကွာအခုမင်းလည်းပွားစီပွားစီလုံနေနေတော့ငောက်အရှင်ကေပောင်းကွာ तू आ तू आ ငါလည်းပင်ကိုကြိုက်တော့မဲကွာမဟုတ်ဘူးနော်မဟုတ်ဘူးနော်မင်းမင်းငါစီလုံးဝမလာနဲ့မလာနဲ့အဲ့ဒီနောက်ကိုပိုင်ဟာလင်းစင်ရဲ့အမြင့်ကိုလုံးဝကြည့်မဆိုင်ပဲ တငယ်ချင်းဖြစ်သူကိုစိုးရိမ်တဲ့စိတ်နဲ့အောက်အထိခုံဆင်းလိုက်ပါတယ်။ပြီးတာနဲ့သူကတမန်ကျောက်တနနက်ပြစ်ဖို့အစဉ်ပြေတဲ့အကွာဝေးနာအထိပြေးဝင်ကပြစ်လိုက်ပါတယ်။ဟိတ်ကောင်ကျော်စောမင်းရဲ့တနက်ကဘယ်ရောက်သွားပြီလဲ။ဘာလို့မပြစ်တာလဲကွာ။ကိုပိုင်အဲ့ဒီလိုပြောပြီးတနနက်တမန်ကျောက်ပြစ်လိုက်ပေမဲ့သူ့အရေးပြားကဘာမှထိခိုက်မှုမရှိပါဘူး။တားနဲ့တမန်ကျောက်ကပြစ်မှတ်ကိုပြောင်းသွားပြီးကိုပိုင်စီကိုချက်ချင်းဦးတည်လိုက်ပါတယ်။အဲ့ဒီချိန်ကျော်စောကကိုပိုင်ကိုကူညီဖို့စဉ်းစားလိုက်ပေမဲ့ တကယ်တမ်းကျတော့ဘလို့လောက်ရမှန်းမသိပါဘူးအဲ့ဒီအခါကိုပိုင်ကကြောင်တောင်တောင်ဖြစ်နေတဲ့တငယ်ချင်းဖြစ်သူကျော်စောကိုကြည့်ပြီးတတိပေးလိုက်ပါတယ်ဟိတ်ကောင်ကျော်စောမင်းဘာလုပ်ချင်နေရလဲမြင်မြလုပ်လေမဟုတ်ရင်ငါတို့နှစ်ယောက်လုံးသူ့ရဲ့အစာဖျက်သွားလိုက်မယ်နော်မင်းမင်းကဘာလုပ်စိတ်ချင်တာလဲငါပိုင်မင်းရဲ့အစွမ်းထက်တယ်ဆိုတဲ့တနက်တောင်မှသူ့ဘာမှမလုပ်နိုင်ဘူးလေဟာဟင်အောင်မင်းပြောဖူးတဲ့ပရိတ်ကျိုးရှိရဲ့လေမင်းအဲ့တော့ယူပြီးသူ့ကိုတုတ်ထားလိုက်ပေါ့ဟာအေးဟုတ်သားပဲငါမိတ်နေတာကွာ တီနောက်ကျော်စောကလဲပေးမှဆွဲထားတဲ့ပေကျိုးကိုလင်းမြန်စွာဖြုတ်ယူပြီးတမန်ကြားကိုတုတ်ချလိုက်ပါတယ်။အဲ့ဒီအခါတမန်ကြားရဲ့အစွမ်းတွေကရုတ်တရက်ဆိုသလိုအကုန်လုံးပျောက်သွားပါတော့တယ်။အဲ့ဒီကျိုးရဲ့အစွမ်းကြောင့်ပဲတမန်ကြားဟာသူ့ရဲ့ပုံစံကိုကြားအဖြစ်တောင်ပြောင်းလဲလို့မရတော့သလိုသူ့ရဲ့တဘာဝစွမ်းအားတွေကိုလည်းအပြေအဝအသုံးပြုလို့မရတော့ပါဘူး။အဲ့ဒါကြောင့်သူတို့နှစ်ယောက်ဟာတမန်ကြားမရဲ့လက်သေးတွေအောက်ကနေအသက်မသေးပဲလွတ်မြောက်နိုင်ခဲ့ပါပြီ။အိုးကြော်စိုးရဲ့ မင်းငါ့ကိုနောက်တစ်ခါတီတော်ထဲလာဖို့လုံးဝမခေါ်နဲ့တော့ငါမလိုက်ဘူးကွာအေးပါငါငါလည်းတီတော်ကတလောက်အနဲ့များမယ်လို့ငါတခါမှမသိခဲ့လို့ပေါ့ကွာအေးဒီတခါငါသိသွားပြီဆိုတော့နောက်တစ်ခါဘတော်မှပြန်မလာတော့ဘူးငါ့ကိုချက်ခေါ်ဖို့မကြိုးစားနဲ့တော့ငါတို့အသက်မသေတာတော်သေးတယ်ကွာဒါနဲ့ဒီသမန်းကြောင့်ဘလို့လောက်ကြမလဲကွာဒီလိုတုတ်ထိုင်တော့သူသိမှကျင်းသေးတယ်ဟာမင်းကသူ့ကိုစိုးရိမ်နေတော့မဲလားကွာအေးလေငါတို့ကအပန်းဖြစ်ဖို့လာတာလေ အပြစ်မဲ့တဲ့ဒရိုက်ဆန်နေကိုတတ်ဖို့လာတာမှမဟုတ်တာမင်းကသဘောကောင်းပဲကျင်နာတတ်သူပဲဒါပေမဲ့မင်းမတက်ရင် तू ကငါတို့တတ်တော့မှာဘာပဲဖြစ်ဖြစ်မနှက်ဖြက်ငါရွာသားတွေခေါ်ပြီးတီသမန်းเจ้าကိုရှင်းပြလိုက်မယ်ဒါမှနောက်ထပ်ဘသူမှသူ့ကိုကြောက်စရာမလိုတော့မှာလေပြီးတာနဲ့သူတို့နှောက်ကသစ်ပင်ချိန်ရင်မှာတမန်းเจ้าကိုကျိုးနဲ့တုတ်ထားပြီးသူတို့ကတော့လင့်စင်ပေါ်မှာအနားယူရင်မနှက်လင်းခါနီးမှပဲအိပ်ပျော်သွားခဲ့ကြတယ်မနှက်ရောက်လာတော့ကိုပိုင်ကပထမဦးဆုံးနိုးပြီးမှ အိမ်မောကြနေတဲ့ကျော်စောကိုလှုံနှိုးလိုက်ပါတယ်။ကျော်စောကျော်စောထပါတော့ဟာမိုးလင်းနေပြီ။ရွာသားတွေကိုသွားခေါ်ရအောင်။ဒါပေမဲ့ကျော်စောတယောက်ပရိတ်ကျုံနဲ့အတုတ်ခံထားရတဲ့သမန်းကြရဲ့မျက်နှာမြင်လိုက်ရတဲ့အခါမှာတကိုယ်လုံးတုန်လှုပ်သွားတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီသမန်းကြရဲ့လူသားပုံစံလှပမှုဟာသူ့ကိုရွတ်တော့သွားစေခဲ့လို့ပါ။အိုးတလောက်တောင်လှပနေတာ။တည့်ရဲဆိုရင်တော့ငါမိမဖြစ်ရွပစ်လိုက်မယ်။ကျော်စောကြီးတော့တော့ မင်းအဲ့လိုလုံးဝမတွေ့နဲ့အဲ့ဒါတမန်ကြားကွာသွားပါရွာသားတွေသွားခေါ်ပြီးသူ့ရှင်းပြခန်းလိုက်ငါနောက်ထပ်ဘသူ့ကိုမှကြားလက်ထဲမှာအသက်ဆုံးရှုံးတာလုံးဝမမြင်ချင်တော့ဘူးငပိုင်ရငါမင်းကိုတောင်းပန်ပါတယ်ဒီကြားရဲ့ပုံစံကိုငါပြောင်းလဲပြစ်ချင်တယ်ငါသူ့ကိုမြင်လိုက်ရတော့တကယ်တနာမိတာကွာရွာသားတွေသားလိုက်သူတိတ်မှသိချရတယ်ငါကြည့်ရတာ तू ကရွာသားတွေကိုတမင်တက်ချင်တာမဟုတ်ပါဘူး तू ကစားလောင်နေလို့ပဲ ူ့ကိုလုံလောက်တဲ့အစာပေးရင်သူဘသူ့ကိုမှဘာမှမလုပ်တော့ပါဘူးကွာကျော်စိုးရမင်းနောက်တစ်ခါလုပ်ပြန်မင်းငါတငယ်ချင်းရမင်းမှရီစာမင်းကလေးတွေရာထောင်ချီရှိရမလားသူတို့ထဲကတီးအောင်မှမယူပဲအခုတမန်းကြောင်မှယူချင်နေပြီမင်းကထူးဆန်းတာတွေကြိုက်တဲ့ကောင်မဲအေးငါထူးဆန်းတာတွေပဲကြိုက်တယ်ငါတကယ်သဘောကျတာကွာမင်းကသူနဲ့တူတူဘလို့နေမှလဲမင်းတတိတစ်ချက်လစ်သွားတာနဲ့သူမင်းလဲပေးအောင်ကောက်ချပစ်လိုက်မယ် မင်းကလည်းသူ့ဒီလိုအမြဲတမ်းချီနှောင်ထားလို့လုံးဝမရအောင်လေဒီပရိတ်ကျိုးကချီနှောင်ခံရတဲ့သူရဲ့အသက်ဆွမ်းအင်ကိုစုပ်ယူတတ်တာမင်းလည်းသိရပဲအဲ့ဒီအခါကျရင်ကျိုးကလည်းပိုပြီးတင်းလာလိမ့်မယ်နောက်ဆုံးတော့ဒီတိုင်းနေတည်ဆုံးသွားလိမ့်မယ်ဟာမင်းသာသူ့ကျိုးမဖြစ်ဘဲသူ့ဘလိုပဲဖြစ်ဖြစ်သိရင်မှာပဲမင်းသူ့ကျိုးဖြစ်ပေးတဲ့နေ့မင်းသူ့ရဲ့အစာဖြစ်သွားမှသိချရတယ်ငါစကားကိုယုံမှတငင်ချင်းရငါပိုင်ငါမှလည်းငါနီးလန်းနဲ့ငါရှိပါတယ်ကွာ မင်းငေါ့ယုံကြည်စမ်းမှာမင်းငေါ့စိတ်မပူနဲ့ကြိုးစိုးရအဲ့ဒါတကယ်ကိုအန်တယ်များတဲ့စွန့်စားမှုပဲငါမင်းကိုအဲ့လိုလုပ်ဖို့လုံးဝခွင့်မပြုနိုင်ဘူးလူနဲ့တမန်ကြဘလို့လုပ်ပြီးအတူတူနေလို့ရနိုင်မှာလဲကွာငါမှာအချစ်ဆုံးတငယ်ချင်းဆိုလို့မင်းတယောက်တည်းရှိတာတမန်ကြကြောင့်ငါတငယ်ချင်းကိုဆုံးရှုံးရမှာလုံးဝမလို့ချင်ဘူးဟာမင်းကလည်းအရင်ကစိတ်ပူတက်လိုက်တာမဟုတ်တာတွေမစင်စားပါနဲ့ကွာငါဘာမှမဖြစ်စေအောင်ဟုတ်ပြီလားကိုပိုင်တယောက်ကြော်စိုးဘလို့ပဲတားမြစ်တားမြစ် ကျော်စောကကိုပိုင်ရဲ့စကောက်လုံးဝနားမထောင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ကိုပိုင်ကစိုးရင်စိတ်တွေနဲ့တူကျော်စောရဲ့စကားတွေကိုလက်ခံလိုက်ရပါတယ်။အေးကောင်းပြီလေ။ဒါပေမဲ့မင်းတတိတော်ထားနော်။တကယ်လို့ तू မင်းစကောက်နားမထောင်မချင်း तू လုံးဝကြိုးဖြူမပေးနဲ့။ तू ဒါမင်းကိုပြန်မင်းဆန့်ကျင် तू အဲ့ဒီကြိုးထဲမှာပဲတိတ်ခွင့်ပေးလိုက်။အေးပါ။ဒါပေမဲ့ငါမင်းကိုတစ်ခုလောက်တောင်းဆိုချင်သေးတယ်။ငါတို့နှစ်ယောက်တည်းတဲအိမ်လေးတစ်လုံးလောက်စောက်ပေးပါအောင်ကွာ။ ပြီးတော့ဒါတမန်ကြားဆိုတော့လေဘသူ့မှမပြောပဲလျှို့ဝှက်ထားပေးပါအေးပါဒါပေမဲ့မင်းအတွက်တဲအိမ်ကငါတို့ရွာနာလေးမှာပဲစောက်ရမယ်ဒါမှငါမင်းကိုအမြဲတမ်းစောင့်ကြည့်ပေးကယူဆိုင်နိုင်ပါလေအဲ့ဒီနောက်ကြော်စောနဲ့တမန်ကြားမတို့ဟာတမယိုးကြဖြစ်နေတဲ့ကဘာကြီးမှာလူသားနဲ့သားရဲ့ဒရိုက်ဆန်အတူတူနေထိုင်ဖို့ပထမဆုံးချိန်ကြိုးစားခဲ့ပါတယ်ကြော်စောကကိုပိုင်ရှာပေးတဲ့သားကောင်တွေနဲ့တမန်ကြားကိုလုံလောက်တဲ့အစားအစာတွေရှာဖွေကကျွေးမွေးပါတယ် ။နောက်ပိုင်းမှာတော့သူတို့ရွာသားတွေဟာအဲ့ဒီတောအုပ်ထဲကိုသွားတဲ့အခါမှာသမန်းကြားရဲ့အန်ဒီယတင်မဟုတ်ပဲတခြားသားကောင်ကြီးတွေရဲ့အန်ဒီယကိုပါမကြုံတွေ့ရတော့ပါဘူး။လူတယောက်နဲ့သမန်းကြားတို့ပေါင်းဖက်နေထိုင်တာမဖြစ်နိုင်ဘူးဆိုပေမဲ့အခုချိန်ထိတော့သူတို့နှစ်ယောက်ဟာပျော်ရှင်စွာပေါင်းတင်းနေထိုင်ခဲ့ကြပါတယ်။ပရိသတ်ကြီးရောအခုဆက်လန်းလေးကိုဘလို့သုံးသက်ချင်လဲကောမန့်မှာရေးခဲ့ပေးလို့ရပါတယ်ရှင်။အခုလိုမျိုးဗီဒီယိုလေးတွေသဘောကျတယ်ဆိုရင်တော့ ကျမတို့ရဲ့ ZNK channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။